ပြောဆိုပါရယ်ရခိုင်လက်နက်ကင်သဘောအေကတစ်တုံညာနှစ်ခွန်စစ်စင်ရင်းတဲ့အတူရခိုင်ပြည်နယ်မှာရှိတဲ့မြို့နယ်တွေကိုသာမကချင်းလူမျိုးတွေရဲ့ဒေသတစ်ခုဖြစ်တဲ့ပလောဝမြို့ကိုလည်းနေချဲကျူးကျော်တိုက်ခိုက်သိမ်းပိုက်ထားခဲ့ပါရယ်ဒီလိုတိုက်ခိုက်သိမ်းပိုက်ထားတဲ့မြို့နယ်တွေကမှရခိုင်လက်နက်ကင်သဘောအေအေနဲ့ပေါင်းပါရယ်စုဖွဲ့နေရတွေကိုတော့တမတော်ကတောက်လျှောက်ဆိုသလိုလေကြောင်းကနေကင်းထောက်ပြီးဘုံညာတိုက်ခိုက်လျက်ရှိပါရယ်ဒီနှစ်စက်တင်ဘာ29ရက်နေ့မှာဆိုလို့ရှိရင်လည်းရခိုင်လက်နက်ကင်သဘောအေအေတွေရဲ့ AR တိုင်းရဲ့အဆက်ဝင်ပေါက်လို့ဆိုလို့ရတဲ့တန်တွဲမြို့နယ်တွေက ဗဒေကိုရွာမှာရှိနေတဲ့ရခိုင်နဲ့နဲ့ကန်တဘောင်အေအေစုဖွဲ့နေတဲ့တောင်ကျောကိုလေကြောင်းကနေတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ချင်းမြင့်နယ်မှာရှိနေတဲ့ပလတ်ဝမြို့ကရခိုင်လက်နက်ကန်တဘောင် AA တွေရဲ့စုဖွဲ့နေရာကိုလည်းလေကြောင်းကနေတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။ပြောရရင်တော့ဒီနေ့စက်တင်ဘာ29ရက်နေ့မှာပဲရခိုင်လက်နက်ကန်တဘောင် AA စုဖွဲ့နေရာနဲ့နေရာကိုလေကြောင်းကနေတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။အဒါအပြင်အခုဒီနေ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ပဒဲကိုရွာဆိုတာကရခိုင်မြို့နယ်ရဲ့တောင်ဘက်အပြားမှာရှိနေတဲ့တန်ရွဲခရိုင်တန်ရွဲမြို့နယ်တွေကရွာတွေရွာလည်းဖြစ်ပါတယ်။ တန်တွဲမျိုးကိုရောရခိုင်လက်နက်ကင်သဘော AA ကပြီးခဲ့တဲ့2024ခုနှစ်စက်တင်ဘာ9ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။တန်တွဲမျိုးမှာရှိနေတဲ့ခလာရ55ခမရ966နဲ့မောင်ရွှေလေးရေတဲစကန်တွေကိုတိုက်ခိုက်ပြီးတော့တန်တွဲမျိုးနဲ့တခုလုံးကိုထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။ရခိုင်လက်နက်ကင်သဘော AA ကတန်တွဲမျိုးကိုတိုက်ခိုက်သိမ်းပိုက်တယ်ဆိုတာကရခိုင်ကမ်းမြောင်တခုလုံးရဲ့တောင်ဘက်ခြမ်း AR တန်းရဲ့အဆက်မှာရှိနေတဲ့လမ်းကြောင်းတခုလုံးကိုစုမိုးထားနိုင်ရည်အတွက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ။တန်လွင်မြို့တိုင်းတိုက်ပွဲကိုတော့2025ခုနှစ်ဧပြီလကစတင်ခဲ့တာဖြစ်ပြီးတော့ငါးလနီးပါးထိုးစစ်စဉ်တိုက်ခိုက်ပြီးမှအသိပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။အမှရှိနေတဲ့ခမရ966ကိုတော့2024ခုနှစ်ဇွန်လ29ရက်နေ့ကတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီးခလရ55ကိုတော့2024ခုနှစ်ဇွန်လလ9ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။အရင်နောက်မှာတော့မောင်ရွှေလေးရီရဲစကန်ကို2024ခုနှစ်စက်တင်ဘာ9ရက်နေ့မှာပဲတိုက်ခတ်ပြီးတော့တန်ရွှဲမြို့နယ်တစ်ခုလုံးကိုထိန်းချုပ်ခဲ့တာဖြစ်ပါတယ် အဲ့ဒီနောက်မှာရခိုင်လက်နက်ကိုင်တော်အေက AR တိုင်းနဲ့အဲအဝင်လမ်းကြောင်းတွေကိုထိန်းချုပ်ခဲ့တာဖြစ်ပြီးတော့ဒီအဖျားဆုံးမှာရှိနေတဲ့ကွာမျိုးကိုတော့2024ခုနှစ်ဒီဇင်ဘာလထဲမှာထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။တန်တွဲမျိုးကိုထိန်းချုပ်ပြီးတဲ့နောက်ရခိုင်လက်နက်ကိုင်တော်အေကဒီရခိုင်ပြည်နယ်နဲ့အကိုးတိုင်းရဲ့အဆက်မှာရှိနေတဲ့တောင်ကုန်းအုံးရှိပင်လမ်းကိုဆက်လက်ပြီးတော့ထိန်းချုပ်နိုင်ရေးအတွက်တောင်ကုန်းမျိုးကိုတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ တောင်ကုန်းမြို့မှာတော့စကားကငါအခြေစိုက်ထားပြီးတော့လက်အောက်ခံတပ်တွေဖြစ်တဲ့ခမရ944ခမရ346စတဲ့တပ်တွေကိုရခိုင်လက်နက်ကိုင်သဘောအေကအလောက်စီဖြတ်တော်ပြီးတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။အဲတန်တွဲမြို့အကြောင်းကိုပြန်ဆက်ရရင်တော့တန်တွဲမြို့နယ်ထဲမှာရှိနေတဲ့ကြွားတွေကိုပြီးခဲ့တဲ့2024ခုနှစ်ဇူလိုင်လလောက်ဒီကလေးကတပ်မတော်ကလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်အခုလက်ရှိလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ဗဒေဂိုးရွာတို့ပြီးခဲ့တဲ့စက်တင်ဘာ ဒီ26ရက်နေ့ည29ရက်နေ့မနက်ပိုင်းမှာလေရောင်းတက်ခိုက်မှုပြုလုပ်ခဲ့တဲ့ညောင်ပင်စေးရက်ွက်တွေဆိုတာကရခိုင်လက်နက်ကိုင်တပုံအေအေစုခွဲ့နေတဲ့နေရာတွေဖြစ်ပါတယ်။ရခိုင်မြင်းနယ်မှာတော့အကြမ်းဖက်သမားတွေကိုအဓိကအားပေးတာကရခိုင်မြင်းနယ်မြောက်ပိုင်းအချမ်းကအစွန်ရောက်ရခိုင်လူမျိုးတွေဖြစ်ပေမဲ့ရခိုင်မြင်းနယ်တောင်ဘက်ချမ်းမှာလည်းရခိုင်လက်နက်ကိုင်တပုံအေအေရဲ့ရခိတာလမ်းစဉ်ကိုစစ်ကူးရင်နေတဲ့အကြမ်းဖက်သမားတွေရဲ့အားပေးထောက်ခံသူတွေလည်းတချို့တော့ရှိကြပါသေးတယ်။ဒါပေမဲ့ရခိုင်မြင်းနယ်ရဲ့တောင်ဘက်ချမ်းဒီမအီတောင်ကုတ်အန်း ကျင်းတလိကစားရဒေတာကတောင်ပိုင်းရခိုင်တွေကတော့ရခိုင်လက်နက်ကန်သဘုံ AA ကိုအပေးထောက်ခံခြင်းမရှိကြဘူးဆိုပေမဲ့တချို့တော့တော့အဖွဲ့တွေကလက်ရှိအချိန်ထိရခိုင်လက်နက်ကန်သဘုံ AA ထဲမှာတာဝန်ထမ်းဆောင်နေတဲ့ရခိုင်သဘုံတွေရှိသလိုတချို့သောအဖွဲ့တွေကလည်းရခိုင်လက်နက်ကန်သဘုံ AA ရဲ့ထောက်ပို့တွေပဲဖြစ်ပါတယ်။ဒီညောင်မင်းစည်းတွေရောင်းတိုက်ခိုက်မှုကိုပြန်ကြည့်ရင်လည်း2024ခုနှစ်ကလေးကလည်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ 2024ခုနှစ်ဒီဇင်ဘာ18ရက်နေ့မှာဒီတန်ရဲမြို့မှာရှိနေတဲ့ညောင်ပင်ဈေးကိုရောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်။25ခုနှစ်ဇူလိုင်လ9ရက်နေ့ကလည်းညောင်ပင်ဈေးကိုလေရောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ဘူးပါတယ်။အခုစက်တင်ဘာ26ရက်နေ့ညစက်တင်ဘာ29ရက်နေ့မှာတော့နောက်ထပ်တန်ရဲမြို့မှာရှိနေတဲ့ရက်ခွက်၄နဲ့ညောင်ပင်ဈေးရက်ခွက်ကိုထပ်မံလေရောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒီလေကြောင်းတိုက်ခိုက်မှုအတွင်းမှာတော့ရခိုင်လက်နက်ကိုင်သဘောအေအေနဲ့အကြမ်းဖက်အားပေးမီဒီယာတွေကစစ်ဘေးရှောင်တွေဝင်ရောက်နေထိုင်နေတယ်လို့ဆိုပေမဲ့ ကျွန်တော်တို့မြေပြင်ကရရှိတဲ့တည်ရင်းတွေနဲ့ချိန်ဆက်မှုတွေအရာတော့ရခိုင်လမ်းနက်ကင်သဘောအေအေစုဖွဲ့နေရာတွေကိုတမလွန်ကလေရောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။စက်တင်ဘာ26ရက်နေ့ညစက်တင်ဘာ29ရက်နေ့လေရောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့တာဖြစ်ပြီးတော့ပထမအကြိမ်ကတော့ဦးမြဟန်ရဲ့နေအိမ်ကိုကျရောက်ခဲ့တာဖြစ်ပြီးဒုတိယအကြိမ်လေရောင်းတိုက်ခိုက်မှုကတော့ဦးရဲ့အိမ်ကိုကျရောက်ပောက်ခွဲခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဒီတိုက်ခိုက်မှုတွေတိုက်ဆုံသူတွေကတော့ဒီအသက်ကြီးရွယ်အိုးတွေပါဝင်ပြီးတော့ကလေးငယ်တွေပါဝင်ပါတယ် စုံစမ်းရရှိတဲ့သတင်းတွေအရာတော့ရခိုင်လက်နက်ကင်သဘောအေအေရဲ့တပ်ဖွဲ့ဝင်ဖြစ်တယ်ဆိုတဲ့သတင်းတွေလည်းကြားသိရပါတယ်။ဘာကြောင့်လဲဆိုရင်တန်တွဲမျိုးရဲ့တောင်ဘက်ချမ်းမှာရှိနေတဲ့နေရာတွေဒီတပုတ်ချောင်းနဲ့ညောင်မင်းစည်းရက်ွက်ဆိုတာကပြီးခဲ့တဲ့တန်တွဲမျိုးတိုင်းတိုက်ပွဲမွေးတွေမှာလည်းကရခိုင်လက်နက်ကင်သဘောအေအေရဲ့အမာခံထောက်ဖို့နေရာတွေတခုလည်းဖြစ်ခဲ့ပါတယ်။ တန်တွင်းမြို့တွင်တိုက်ခိုက်တဲ့အချိန်မှာရခိုင်လက်နက်ကင်သဘောအေအေရဲ့ရခိတာလမ်းစဉ်စီယုံလုံးစုံမှုတွေကိုပါဝင်ပြီးတဲ့နောက်တန်တွင်းမြို့တွင်တိုက်ပွဲမှာနောက်ကနေထောက်ခံအားပေးခဲ့တဲ့ထောက်ပို့တွေရဲ့နေရာတွေလိုလည်းဆိုရမှာဖြစ်ပြီးတော့ပြီးခဲ့တဲ့စက်တင်ဘာ29ရက်နေ့ဒီကြောင်တိုက်ခိုက်မှုနဲ့ဒီနေ့စက်တင်ဘာ28ရက်နေ့ပဒဲဘောရနေကြောင်တိုက်ခိုက်မှုကရခိုင်လက်နက်ကင်သဘောအေအေစုဖွဲ့နေရာတွေကိုလေကြောင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ် လက်ရှိရခိုင်ပြည်နယ်ရဲ့နိုင်ငံရေးအခင်းအကျင်းကိုပြန်ကြည့်ရင်တမရော်ကတန်တွဲလောက်အထိထိန်းချုပ်ထားနိုင်ပြီဆိုရင်ရခိုင်လက်နက်ကင်တပုံအေအေစိုးမိုးထားတဲ့နေရရဲ့သုံးမှုတပုံကိုထိန်းချုပ်ထားနိုင်ပြီလို့ဆိုရမှာဖြစ်ပါတယ်။မအီတောင်ကုန်းလမ်းကိုတော့ရခိုင်လက်နက်ကင်တပုံကထိန်းချုပ်ထားဆဲဖြစ်ပြီးတောင်ကုန်းအုတ်ရှိပင်လမ်းရေကြီးငတန်းချောင်းဘက်မှာတိုက်ပွဲတွေပေါ်ဆောင်နေဆဲဖြစ်ပါတယ်။ အေရီတိုင်းဘက်အချမ်းမှာရှိနေတဲ့မကြီးစင်ဘောမီကနေကွာကျင်းတလိဒေတာတွေမှာတော့ရခိုင်လက်နက်ကန်တပုံ AA အနေနဲ့အခြေပြုနေရာတွေစကန်းချနေရာတွေတာမကစူးပွင့်မှုတချို့တဘက်တွေကဆွန့်လွတ်ထားရတဲ့နေရာတွေလို့သိရပါတယ်ဆိုတော့ရခိုင်မြေနယ်နဲ့အေရီတိုင်းရဲ့အဆက်မှာရှိနေတဲ့ကျင်းတလိနဲ့ကွာတန်တွဲလောက်အထိကိုသာတမလို့ကစူးမိုးထားနိုင်ခဲ့မယ်ဆိုရင်ရခိုင်လက်နက်ကန်တပုံ AA ရဲ့စူးမိုးမှုကိုပေါင်ကျင်းသွားစေမှာလို့ဖြစ်ပါတယ် ဒါအပြင်တန်တွဲမျိုးကိုတမလို့ကလေရောင်တိုက်ခိုင်းမှုပြုတ်မယ်ဆိုလို့ရှင်တန်တွဲကန်းကြီးတဲ့ကြောလုံးမှာရှိနေတဲ့ရွာတွေဒါအပြင်တန်တွဲမျိုးရဲ့တောင်ဘက်ချမ်းမှာရှိနေတဲ့ပြီးခဲ့တဲ့2024ခုနှစ်ကလေးကလေရောင်တိုက်ခိုက်ခံခဲ့ရတဲ့ရှင်စောပြင်ရွာကြောက်ကြီးရွာအစားတဲ့ရွာတွေကိုလည်းထပ်မံပြီးတော့ထိုးစစ်တင်တိုက်ခိုက်ဖို့ရှိတယ်လို့ဒီမောင်ရွှေလေးရီတဲ့စကန်နဲ့ဒီနေ့မှာရှိနေတဲ့ကြိတ်တော်တကြောကိုလည်းလေရောင်တိုက်ခိုက်မှုပြုလုပ်ဖို့လိုပါသေးတယ်အခုဒီ2025ခုနှစ်ထဲမှာဆိုရင်ရခိုင်လက်နက်ကင်တုံးအေစုဖွဲ့နေတဲ့နေရာတွေဖြစ်တဲ့ဒီပဇွန်ပြေရွာ၊ချိတ်တော် နောက်ပြီးတော့ကြောက်ကြီးစားတယ်ရွာတွေကလည်းတက်မလို့ကလည်းရောင်းတိုက်ခိုင်းမှုပြုလုပ်ထားသလိုရေထက်ကနေလည်း Navy ကဒီ AA ကန်းတွေလက်နက်ကြီးတွေနဲ့လည်းပစ်ခတ်မှုတွေပြုလုပ်ပြီးတော့အကြမ်းဖက်သမားတွေစုဖွဲ့နေရတဲ့ကိုရှင်းလင်းမှုတွေပြုလုပ်ထားခဲ့ပါတယ်။ဒီနေ့ဗဒဲကောရာလေရောင်းတိုက်ခိုင်းမှုနဲ့ပတ်သက်ပြီးတော့လည်းထပ်မံအတိမပြုတ်နိုင်တဲ့သတင်းတွေအရတက်မလို့ကလည်းရောင်းတိုက်ခိုင်းမှုပြုလုပ်ပြီးတဲ့နောက်ကန်းကြီးမှာရှိနေတဲ့ AA စုဖွဲ့နေရတွေကိုလည်းတက်မလို့ရေကပစ်ခတ်ရှင်းလင်းမှုတွေပြုလုပ်ခဲ့တယ်ဆိုတဲ့သတင်းတွေကိုလည်းကြားသိရပါတယ်။ တန်တွဲမြို့လောက်ဒီထိန်းချုပ်သွားဖို့အလားအလာတွေရှိနေသလားဆိုတာကိုလည်းကျွန်တော်တို့မှန်းဆကြည့်ရမှာပဲဖြစ်ပါတယ်။ခံမြင်နေမှာတော့တိုက်ပွဲတွေဖြစ်ပေါ်နေတာကမြို့တော်စစ်တွေနဲ့စီမံကိန်းတွေအကျိုးစီးပွားတွေအများကြီးရှိနေတဲ့တောက်ဖြူမှာပဲဖြစ်ပါတယ်။ဒါပေမဲ့စစ်တွေတိုက်ပွဲမှာလည်းရခိုင်လက်နက်ကန်တပုံ AA ကအထူးကိမ့်မှုတွေကြာဆုံးမှုတွေများနေပြီးတော့တိုက်ပွဲပေါ်ဆောင်ခဲ့တဲ့အချိန်ကနေစပြီးတော့ဒီနေ့ဒီချိန်ပိုးလာနေပါကာလအထိရခိုင်လက်နက်ကန်တပုံ AA ရဲ့တိုက်ဆုံးမှုတွေနဲ့စိုးမိုးထားနိုင်တဲ့နေရာတွေကတောက်လျှောက်ဆိုလိုလက်လွတ်နေရတာရှိပါတယ်။ ို့တော်စစ်တွေအနီကစေးရေးပေါ်ဆောင်မှုတွေမှာလည်းပုံနာကျွန်းနဲ့အဆက်မှာရှိနေတဲ့ကန်းကော်ကျွန်းဝါဘူစတဲ့နေရာတွေကိုလည်းတမတော်ကဒီရဲ့ပိုင်းတွေမှာကင်းထောက်မှုတွေပြုလုပ်ပြီးနေမရှင်လေးဆောင်ရွက်နေတာရှိသလိုမျိုးတော်စစ်တွေရဲ့အဝယ်မှာရှိနေတဲ့မင်းချောင်းပါတလိန်နဲ့အမြင့်ကျောင်းစတဲ့နေရာတွေကိုလည်းကင်းထောက်ပြီးဆောင်ရွက်နေစေဖြစ်တဲ့အတွက်ရခိုင်လက်နက်ကိုင်သဘောအေအေအနေနဲ့ရခိုင်ပြည်နယ်မှာတိုက်ပွဲတွေပေါ်ဆောင်မှုကထင်သလောက်ခီးမရောက်တာကိုလည်းကျွန်တော်တို့မြင်တွေ့ရပါတယ် ဒါအပြင်ဘင်္ဂလားဒေ့ရှ်နဲ့အဆက်မှာရှိနေတယ်။ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွေကျောမှာလည်းလူမျိုးရေးပြည်ပခါတွေရှိနေတယ်။လူမျိုးတုံးတပ်ဖြတ်မှုတွေနဲ့နာမည်ကျော်ပြီးတော့ဒီနိုင်ငံတကာခုံရုံးတွေမှာတရားစွဲဆိုခံရဖို့အလားအလာတွေရှိနေတယ်။ရခိုင်လက်နက်ကိုင်တပုံခေါင်းဆောင်ဖွင့်မြတ်နိုင်အနေနဲ့ကလည်းနိုင်ငံတကာနဲ့သူ့ရဲ့မိဖက်ကချင်းတပုံဒေသတွေလိုက်စာပန်ဆန်စားတဲ့နေရာတွေကိုတွားရောက်နေထိုင်မှုလဲပေါင်းကျင်းလာပြီးဖြစ်ပြီးတော့အဓိကကတော့ပြီးခဲ့တဲ့လနိုင်ငံကဒီနာမည်ထွက်လာခဲ့တဲ့ထန်းရှောက်ခံရွာကမွတ်စလင်တွေတပ်ဖြတ်ခံရတဲ့ဖြစ်စဉ် 2024ခုနှစ်ကမောင်နှောမြို့သိမ်းတိုက်ပွဲအတွင်းဘင်္ဂလီတွေကိုဒီဒရဘုံချတိုက်ခိုက်မှုတွေအတွင်းဂျီနိုဆိုက်နဲ့ခေါင်းစက်တက်ခံနေရတဲ့ရခိုင်လက်နက်ကိုင်းတပုံ AA အနေနဲ့ကတစ်ဖက်ကဒီဘင်္ဂလီစစ်သွေးကြော်တွေနဲ့ထိတွေ့တိုက်ပွဲတွေလည်းဖြစ်ပေါ်နေတဲ့အတွက်ရခိုင်ပြည်နယ်မှာလက်ရှိစစ်ရေးအရာကိုနိုင်ငံရေးအရာကိုအဖက်ဖက်ကရှုံးနေနေတယ်လို့ဆိုရမှာဖြစ်ပါတယ်။ဒါပေမဲ့လည်းရခိုင်လက်နက်ကိုင်းတပုံ AA ကသူတို့ရဲ့ဒီဘာသာကြားမွတ်စလင်တွေပေါ်မှာလူမျိုးတော်တပ်ဖြတ်မှုတွေကိုအကာအကွယ်ယူဖို့အတွက် မွတ်စလင်တွေကိုဒီလက်ရှိ ULAAA အုပ်ချုပ်ရေးကျန်းမာရေးမှာတာဝန်ပေးတာတွေဒီဘင်္ဂလီလူမျိုးတွေကိုရခိုင်လက်နက်ကင်သဘော AA အနေနဲ့ uniform ဝတ်ပြီးတော့တာဝန်ထမ်းဆောင်စေတာတွေဒီအခွင့်အရေးတွေပေးထားပါတယ်။လက်ရှိချိန်မှာတော့ရခိုင်ပြည်နယ်ရဲ့အခင်းချင်းကအမြင့်ဆုံးတန်ဖိုးကိုရောက်ရှိနေပြီဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်မှာရှိနေတဲ့ရခိုင်လက်နက်ကင်သဘောတွေနဲ့ထိတွေ့မှုတွေလည်းဇက်ဆောက်ဆိုလိုကြုံတွေ့နေရတာဖြစ်တယ်လို့ရခိုင်လက်နက်ကင်သဘော AA ရဲ့မူရစ်စေဝါတည်ဆောက်မှုတွေမှာလည်း ဝင်လာတဲ့ရှင်နဲ့ကြားဆောင်တက် BGP ဘက်ကလေဝင်ထုတ်ဖို့ပြီးတော့အခိုင်အမာပြောဆိုတာတွေလည်းပြုလုပ်နေပြီဖြစ်ပါတယ်။ဆိုတော့ရခိုင်လက်နက်ကိုင်းတပုံ AA အနေနဲ့ကတောင်ဘက်ချမ်းကတမလို့ရဲ့ထိုးစစ်တွေကိုလည်းတတိထားနေရတာဖြစ်တယ်လို့မြောက်ဘက်ချမ်းကပင်ဂလီရီနဲ့ဘင်္ဂလားဒေ့ရှ်ဘက်ကနိုင်ငံရေးစေရေးအရာထိုးနှက်မှုတွေကိုလည်းရင်ဆိုင်နေရတာဖြစ်ပါတယ်။ဆိုတော့လက်ရှိအချိန်မှာသာဒီအနေနဲ့ရခိုင်ပြည်နယ်တောင်ဘက်တကျောဖြစ်တဲ့တန်ရဲလောက်တိကိုစုမထားနိုင်ခဲ့မယ်ဆိုရင်လက်ရှိရခိုင်ပြည်နယ်ရဲ့အခင်းအကျင်းကလည်းတမျိုးတပုံပြောင်းလဲသွားနိုင်မှာပဲဖြစ်ပါတယ်။ ဒါပြင်တိုက်ပွဲတွေပေါ်ဆောင်နေတဲ့စစ်တွေနဲ့ကြောက်ဖြူမှာလည်းရခိုင်လက်နက်ကန်တပ်ပေါင်း AA ကစစ်ဦးကျိုးသွားပြီဖြစ်တဲ့အတွက်တိုက်ပွဲတွေပေါ်ဆောင်မှုနေရာမှာအကန့်အသတ်တွေရှိနေပြီပဲဖြစ်ပါတယ်။ဒါကရခိုင်လက်နက်ကန်တပ်ပေါင်း AA ရဲ့ဒီတနစ်ခွဲနီးပါးတိုက်ပွဲပေါ်ဆောင်မှုတွေမှာထိခိုက်သေးဆုံးမှုကလည်းထောင်ချီဖြစ်ပေါ်နေပြီဖြစ်တယ်လို့အစွန်ရောက်နေတဲ့ဒီရခိတာလမ်းစဉ်စစ်ကူးရင်မှုတွေကိုလည်းဒေသခံတွေကနားလည်လာကြပြီဖြစ်တဲ့အတွက်ရခိုင်လက်နက်ကန်တပ်ပေါင်း AA စုဖွဲ့နေရာတွေကိုဒေသခံတွေကိုယ်တိုင်တတင်းပေးလာကြပြီဖြစ်ပါတယ်။ မရရတဲ့နေရာကနေရရသလိုရအောင်ချိတ်ဆက်ပြီးတော့ရခိုင်လက်နက်ကင်တပေါင်း AA နဲ့ပေါင်းပါရစုဖွဲ့နေရာကိုတည်င်းပေးနေတာဖြစ်တဲ့အတွက်ရခိုင်လက်နက်ကင်တပေါင်း AA နဲ့အပေါင်းပါရစုဖွဲ့နေရာကိုတော့တမတော်ကလောက်လျှောက်စုစုလို့နေမရှင်လင်းဆောင်ရွက်သွားမှာပဲဖြစ်ပါတယ်။ဒါကတော့ဒီနေ့စက်တင်ဘာ29ရက်နေ့အတွင်းရခိုင်လက်နက်ကင်တပေါင်း AA ရဲ့စုဖွဲ့နေရာကိုလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတော့တည်င်းနဲ့ပတ်သက်ပြီးဆက်ဆက်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။